အဲဒီခါလေးကြတော့လေတချို့တော့ညနေစာတွေကကြတော့ဟိုဘယ်လိုရောမလဲဟိုချပြထားတဲ့ခါမှာအကုန်လုံးပေါ့100%ကြီးနားလည်အောင်ချပြလိုက်ရတဲ့အခွင့်အရေးမရှိလိုက်တဲ့အရာတွေရှိရဲ့ဟိုခဏတစ်ဖြုတ်လေးတီးခွင့်ရပြီးတော့မှအဲ့ပုံမှာပဲတစ်ဖက်လူကအထင်မြင်လွဲသွားတာတွေထင်မြင်စောင်းသွားတာတွေဒါမှမဟုတ်ရှင်လေအဲ့တိတဲ့အလျောက်လေးပဲဝေမလိုက်တာတွေရှိတာပေါ့နော်အဲ့ဒါမျိုးတွေကိုကြတော့တကယ်ချင်းတွေကကြတော့ heart to heart ပေါင်းတော့ပုံမြင်ရတယ်ဆိုတော့ဒါလေးတွေကိုဒီဘက်အချမ်းမှာတော့သူဒီလိုလေးခံစားနေရတယ်ဒီလိုလေးတွေရှိတယ်ဆိုတာမျိုးဖိမပြစ်တာမျိုးများတာပေါ့နော်ဒါကပဲတကယ်ချင်းရဲ့အနစ်သာရလို့ထင်တာပဲဟုတ် ့အဲ UI အတွက်ပေါ့နော်ပြီးတော့ဟိုအဓိကဒါ scale project တွေလည်းဖြစ်တယ်ပြီးတော့ဒီမှာနိုင်ငံဟိုပေါ့ဒါလေးစားနိုင်ငံတို့ brand ကိုပြင်လဲတာဆိုတော့ကိုတို့လည်း company ပြင်ခေါ်ထားတဲ့အတွက်တော့ဒီကနေ why ပြီးတော့အပြည့်ပေးရပါဒီကတော့ပြောလို့ရှိရင်စကားပြေချင်ရတယ်ဆိုတော့စကားပြေမှာဆင်းရဲလေးဖို့ဆိုခဲ့ပါတယ်။အဲရာသပြည့် shopping center ပွဲတွေမှာပုံမှန်ဆိုလို့ရှိရင်ကိုတွေ့နေကြမဟုတ်တဲ့ပေါ့နော်။အဲ shopping center ကိုဈေးဝယ်ထွက်နေတဲ့ audience တွေကိုတွေ့ရတာမျိုးဆိုတော့ surprise တော့အများဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူကခုမှစတွေ့ရဆိုတော့ audience ကလည်း surprise တွေလို့ group ကလည်း surprise တွေအကျိုးမသိတာဘူးပေါ့နော်။နောက်တစ်ခုကတော့ဒီနေ့ကြည့်ကြတာဒီနေ့က90 specific band လေးနဲ့လောက်တာဆိုတော့ shopping center မှာ band နဲ့လောက်တာရှားတယ်။ဒါဆိုအပြင်ဟိုဟာ DJ နဲ့ပဲလောက်တာများတာလေ။ဆိုတော့အဲ band band vibe လေးကို shopping center ထဲမှာရတာတော့ရတယ်ဗျာ။ဟုတ်ခုနပြောလို့ပေါ့နော်ဟိုကိုပြောပြပေးလို့ကြော်ညာလာတဲ့ပွဲကို အဲတိကတ်တို့မို့ဝိုင်းတို့မို့သူ့ဝယ်ပြီးရောက်လာတဲ့ audience ကတော့ချုံပြီးတော့သူကမှန်းသားပြီးသားဟုတ်ဒီမှာကြောက်ချုံကြိုက်တာဆိုတော့အဲပိုရော surprise ဖြစ်တာပေါ့နော်ဒါပေမဲ့ပြောစီပါပဲရတာတော့မကြည့်ဘူးတို့ကကတော့အများနဲ့လိုအပ်နေတဲ့လူပြောက်လို့ပဲရှင်းတယ်ပေါ့နော်အဲအခုခုကာလအပိုင်းသားဆိုပို့ပြီးတော့ထင်သေးတယ်ကျွန်တော်တို့အများကြီးစိုးစားအပြုတ်နိုင်ကြမရှိဘူးပို့ဖို့ကိုသိတယ်လေဆိုတော့ ကိုအများအားရှိရရှိခဲ့တဲ့ခြင်းလေးတွေကိုပဲစင်စိုက်အားပေးနေတဲ့အဲပရိသတ်တွေ audience တွေပေါ်မှာပဲရှိတဲ့ခြင်းလေးတွေကိုပဲပြန်ဆိုပြနေရတော့လေဟိုတောင်းမသိသလိုတဲ့တခါလေးကလာရယ်ဆိုတော့အဲ့တော့ပဲပွဲတွေမှာတွေ့တဲ့အခါကိုချင်းဟောင်းလေးတွေကိုအများအားဆိုပြတဲ့ပရိသတ်တွေကိုတွေ့ရတိုင်းသူတို့နဲ့အတူပေါ့နော်အဲစင်ဒီကတဲ့ပတ်သက်ပြီးတာဝန်ချေဖို့အများကြီးကြိုးစားအောင်မယ်ဆိုတဲ့စိတ်လေးတွေဖြစ်ပါတယ်ဆရာတော့ကြားကလာမှာသူများသူများနဲ့ collaborate လုပ်တဲ့ခြင်းလေးတွေတော့ခက်စိတ်စိတ်ပေါ့နော်ဖြစ်ဖြစ်ပါတယ်ခုနောက်ဆုံးတော့ဘုတ်ချန်နာလေးကတော့ဇွဲပြေးတဲ့ဇွဲပြေးတဲ့ကိုတဲ့ မြောက်ကျွဲပြီးတော့ဆိုထားတဲ့မမှန်သိရနေဆိုတော့အချင်းအစ်စ်ကလေးတစ်ပုဒ်တော့ပို့ရှိရဲအဲလောလောလတ်လတ်ပေါ့နော် activity ကြောက်တာလေးရှိပါတယ်အဲဒီကတော့တကယ်ချင်းတည်းကဆွေးပြင်းကအမြဲတမ်းသွားလာကြုံခွဲပြီးမှတွေ့တကားမှချင်းမရှိဘူးသူနဲ့ကအဲ့လေသူကလည်းခဏခဏပြောတယ်လေကျွန်တော်ကလည်းဆွေးပြူရမ်းခင်တယ်ပြောအဲ့လိုလူလူဆိုနေတယ်သူလည်းဆိုတော့အဲ့လေသူ့ပွဲလေးတွေမှာနှစ်ယောက်တွဲပြီးတော့ဖန်တီးဆိုတဲ့အခါအားလုံးကချင်းလေးတစ်ပုဒ်လုံးရအောင်ဆိုတော့တိုင်ပြီးနေတယ်အဲ့ဒါမှုတိုင်းစလိုက်တာပါတကယ်တကယ်တော့လေ ိုတို့ကဒီ page တွေ Facebook တွေကိုမတုံးသိမတုံးနောက်ပိုင်းမှာပေါ့နော်သိမတုံးမြစ်ဘူးသိမတုံးမြစ်ဘူးဒါတခါလေကြမှာ activity တွေတင်ပြတော့အရင်တော့ engagement မကောင်းမကောင်းတော့ post တွေတင်တဲ့အခါကျရင်ပုံမှန်အတိုင်းပဲတင်လို့ဆိုလို့ဆိုရှင်လဲဒီတိုင်းပဲပေါ့နော်အဲ့ဒါနဲ့ရိုက်လိုက်တဲ့အချိန်မှာ snapshot အတင်းတုတ်တဲ့ပုံစံဖြစ်သွားတော့အဲ့ဒါနဲ့ဂျူရန်တွေကလည်းအပြင်မှာသိမတွေ့ရရှာဘူးဆိုတော့အဲ့ဒါအတင်းတုတ်နေကြတယ်ဆိုပုံစံတင်လိုက်တာဒီကနေ့ကနောက်လိုက်တာဒီကတော့ ဲ့အချင်းအချောင်းလေးတွေပြီးတော့ကိုဆက်လုပ်ရမယ့်အလုပ်ကလေးနဲ့ပတ်သက်တာတွေပြီးတော့ကိုဘယ်လိုမြင်လဲသူ့ဘယ်လိုမြင်လဲအဲပြီးတော့ညင်ဟိုဆက်သသတော့ပေါ့နော်မြေခီးထွက်ကြမယ်ဒါမျိုးလောက်ပါပဲအရင်ကြီးတော့ជីជីမမတော့မရှိဘူးမင်းတော့မဟုတ်ဘူးအမှန်တကယ်တော့အဲ့နေ့ကပြောနေတာကတချင်းဆိုကန်ဒီတချင်းအချောင်းပြောတာတကယ်တကယ်တော့ဒါပဲလေပုံသဏ္ဍာန်အတင်းထုတ်တယ်သွားတူနေတာအဲ့လိုမျိုးဖြစ်အဲဒီ gen ဟိုကို generation မှာတော့အခုလက်ရှိကို friend ဆိုပြီးတော့လုံထားလေးရှိရပေါ့နော်အဲ့ဒါတော့အဲအကိုရဲ့ချူဝရဲ့ပြီးတော့မိဆန်ရဲ့ပြနေနီခင်စောနဲ့အောင်ချက်ပေါ့နော် ဆိုတော့တကယ်ချင်း၅ယောက်ကတော့ချွန်းကိုင်းပြီကိုင်းချွန်းပြီပေါ့အမှတ်တိုင်းပြောရင်တော့ဂီတလောက်ကတော့ဝင်လာတာ senior junior တွေပဲတကယ်တကယ်တော့လीဒါပေမဲ့အချိန်တွေတခုအချိန်တခုရောက်တဲ့အချိန်မှာတော့တယောက်ရဲ့အားသာချက်တယောက်ရဲ့အားနည်းချက်လေးတို့ဖေးဖေးမမနဲ့အကြံဉာဏ်တွေပေးပြီးတော့ပေါ့နော်တို့အဲရှေ့ဆက်နေကြတယ်ဆိုတော့အဓိကတော့ဟိုရှေ့ကလူကြီးတွေတွားခဲ့တဲ့လမ်းအတိုင်းပေါ့နော်ပြီးတော့အဲကိုရိုနဲ့ကိုရို next generation တွေကိုဟိုကိုရိုဘာတွေများပေါ့နော်အဲလုပ်ပြနိုင်မလဲပြီးတော့ဘာတွေများခြံခဲ့ပေးနိုင်မလဲဆိုရင်အကြီးတွေတော့မဟုတ်ပါဘူးလုပ်နိုင်သလောက်လေးပေါ့လေအဲ့မှာမှ ဟိုနားထောင်တဲ့ပရိသတ်တွေကိုဂီတနဲ့ပတ်သက်ပြီးတော့အစိတ်တောင်းမဖြစ်အောင်ပြပြီးတော့ဂီတနဲ့ပတ်သက်ပြီးတော့ဝမ်းစာရှိသလောက်ကိုဟိုဟိုပြောမလဲအနောက်ရှက်ပေါ့နော်အနောက်ရှက်ပြီးတော့ဟိုဂီတပေါ်မှာ audience တွေထင်တဲ့ထင်မြင်စကြက်လေးတွေလွဲမလာမျိုးမဖြစ်အောင်ဆိုရယ်စိတ်လေးနဲ့ပဲကိုတို့တွေရောက်တော့ပဲ့ပြင်ပြီးတော့သွားနေကြတာပေါ့အဲများသောအပြင်တော့ online မှာတော့များသောအပြင်ရှိကြတယ်ငါတို့ကအမြင်နဲ့စကားပြောတယ်အဲဟိုအပြင်မှာတော့မကြမကြချင်းတွေ့ကြတယ်ချင်းပြီးစုံကြတယ်ဟုတ်တယ်ဟုတ်တယ်တကယ်ကြီးဟုတ်ဟုတ်အဲ့ဒါလေးကစတယ်လို့တော့ပြောလို့ရပါတော့ အဲဟိုနိနိခေဆောင်ရေးထားတာအဲ့ချင်းလေးကတော့ဟိုဘယ်လိုပြောလဲတောင်းတောင်းအားပေးတဲ့အခါမှာကျွန်တော်တို့ကလူကြီးကနေကလေးကိုအားပေးတာရှိတယ်အဲ့ပြီးတဲ့အခါမှာအဖေအမေကနေသားသမီးကိုအားပေးတာရှိတယ်ဆရာဆရာမကနေတပည့်ကိုအားပေးတာရှိတယ်အဲ့တော့အခုကကျွန်တော်မဟုတ်တကယ်ချင်းတကယ်ချင်းအားပေးတာပေါ့နော်အမှန်တရားကတော့အဲ့တကယ်ချင်းသချင်းလေးထွက်ပြီးသိမကြဘူးအကိုကလည်းတို့တကယ်ချင်းဆိုပြီးတော့ထပ်ထွက်လိုက်တဲ့အခါမှာအဲ့နှစ်ပုံလေးကမတိမ်မရင်ပေါ့ဟိုကတော့၅ရောက်ဆိုတာပါပေါ့နော်ဒါပေမဲ့၅ရောက်ဆိုတာတဲ့ဟာကတော့ခွန်အားပေးတာပဲလုံးဝဟိုတကယ်ချင်းနေကြားထဲမှာပြောနေကြစကားတွေကို တန်ဆင်လုံးလိုက်တဲ့ပုံစံမျိုးပေါ့နော်။ဒါဆိုရင်တယောက်တယောက်ဟိုချုပ်တွေ့ရတဲ့အခါမှာသူခက်ခဲရှိတဲ့အချိန်မှာတကယ်ချင်းမင်းဘာအစိမ့်မှုတွေငါရှိတယ်ဆိုတဲ့စကားလေးခေါ်လာအားရှိရလေ။ဟိုဘာမှတော့ကြီးကြီးမားမားကြီးဖြစ်ဖြစ်ပြောင်းသွားတာဟုတ်ချင်မှတော့ဟုတ်မယ်။ဒါပေမဲ့တဲအစိမ့်မှုတွေငါရှိတယ်ဆိုတဲ့ဟာလေးကိုတော်တော်အားရှိတာပေါ့နော်။ဆိုတော့အဲ့ဒီရွယ်ချက်လေးပါတဲ့ချင်းမျိုးလေးဖြစ်တဲ့အတွက်ကိုတို့ပြောလဲဆိုတာအမှန်ပဲလေပြန်လာထောင်ရတိုင်းတော့အားရှိပါတယ်။ တော့ခုနပြောတဲ့အမှတ်တရတိုင်းဒုတင်ငယ်ချင်းကလည်းတဲခွဲနဲ့တင်ငယ်ချင်းကိုအားပေးတာပဲဆိုတော့အဲ့ဒီခုလေးမတိမ်မင်းထွက်လာတာတော့အမှတ်တရဖြစ်တယ်ဟုတ်ပါမှာဟုတ်အဲ့ကျွန်တော်တို့ကတော့တော်တော်ဆိုးရမယ်ကောင်းရမယ်ပဲဒါပေမဲ့ခုနပြောသလိုငါ့ရောက်ပေါင်းပြီးလုံးလိုက်တဲ့အဲဟိုအမှတ်တရတခုကဒီတခုပဲရှိတာပေါ့နော်အဲ့ဒီတခုပဲရှိတဲ့တော်တော်ပုံအမှတ်တရဖြစ်ပါတယ်ဟုတ်အဲ့ဒီခါလေးကျတော့လေတချို့တော့မျက်နှာစာတွေကကျတော့ဟိုဘယ်လိုရောမလဲဟိုချပြထားတဲ့ခါမှာအကုန်လုံးပေါ့100%ကြီးနားလည်အောင်ချပြလိုက်ရတဲ့အခွင့်အရေးမရှိလိုက်တဲ့အရာတွေရှိရဟိုခဏတစ်ဖြုတ်လေးတီးခွင့်ရပြီးတော့မှအဲ့ပုံမှာပဲတစ်ဖက်လူကထင်မြင်လွဲသွားတာတွေထင်မြင်ဆောင်းသွားတာတွေ ဒါမှမဟုတ်ရှင်လေအဲ့တိတဲ့အလျောက်လေးပဲဝေမလိုက်တာနေရှိတာပေါ့နော်အဲ့ဒါမျိုးတွေကိုကြောက်တငယ်ချင်းတွေကကြောက်တော့ hard to hard ပေါင်းတော့ပုံမြင်ရတယ်ဆိုတော့ဒါလေးတွေကိုဒီဘက်အချမ်းမှာတော့သူဒီလိုလေးခံစားနေရတယ်ဒီလိုလေးတွေရှိတယ်ဆိုတာမျိုးကိုဖိမပြစ်တာမျိုးများတာပေါ့နော်ဒါကပဲတငယ်ချင်းရဲ့အနစ်သာရတော့ထင်တာပဲဟုတ်အခုလားမသိရောအဲ့တော့မဟုတ်ပါဘူးမိုင်းမှာအဲ့လောက်ကြီးကြီးမားမားတော့မရှိဘူးဒါဆိုအခုတို့ကဟိုရင်းနှီးရအောင်မတိုင်းပြောကြမယ် ဒါပေမဲ့တော့အချင်းဒီစင်းလေးတစ်ပုတ်လုပ်မယ်ဒါမှမဟုတ်ပွဲလေးတစ်ပွဲစုံမယ်ဆိုတော့ငါကိုကတော့ဒီလိုအိုင်ဒီယာရှိတယ်ဒါတော့ဒီလိုအိုင်ဒီယာရှိတယ်ဒါကောင်းတယ်ဒါမှမကောင်းတစ်ခါတည်းစုံဖြတ်လိုက်တာပဲအဲ့နောက်မှခုတက်တော့မရှိဘူးအဲ့အဲ့ဒါတော့ဟိုပြောမလဲတကယ်ချင်းတွေရဲ့ partner တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ကျွန်တော်တို့တကယ်ချင်းတွေပဲလို့ခံယူရတာပေါ့လေကျွန်တော်များသောအားဖြင့်တော့ပြီးပါတယ်အချိန်ပေးပါတော့ family life တကူမှာဟိုပြောမယ်အိမ်တော်တွေတယောက်အိမ်တော်ရှင်မတယောက်ပြီးတော့ကလေးရဲ့မိခင်တယောက်အနေနဲ့နေရတဲ့အခါမှာတစ်ခါတည်းကလည်းသူပြင်ပန်းတဲ့အခါမျိုးလေးကြာရင်တကယ်ချင်းနေတဲ့သူပြည့်ရှင်နေဆိုတဲ့အချိန်ရှိတယ်လေရှိတယ်တယ်အဲ့လိုမျိုးတွေ့ကတော့ဘေးနားမှာရှိနေတာပါဟုတ်အဲအားလုံးပဲကျွန်တော်တို့ကြုံကြိုက်ပြီးတော့ဗောနော်အဲ UV white နဲ့ပတ်သက်ပြီးတော့မှ sorry ခွင့်ရတယ်အော်မီဒီယာနဲ့မီဒီယာမိတ်ဆွေတွေနဲ့တွေ့ရတဲ့အခါမှာလည်းတန်နိုင်တဲ့လောက်အဲကိုအဲနိုင်တဲ့စကားလေးတွေနဲ့ဗောနော်အခုလိုမျိုးပြောချခွင့်ရတယ်တော့ဝမ်းသာပါတယ်ကြာခင်မှာလည်းဇောင်းတိုင်းကာလကိုရောက်တော့မယ်ပြီးရင်နောက်နှစ်သိကူတော့မယ်ဗောနော် ဆိုတော့ credit credit တကူကိုကြော်ပြရအောင်မယ်ဆိုတော့ကျွန်တော်တို့အချိန်တွေကတော့ပြည့်ပြည့်ချင်းတော့ညွေနေရပဲအချိန်တွေကသူ့အလုပ်သူ့လုပ်နေကြတယ်ဆိုတော့ကျွန်တော်လည်းအဓိကကျမ်းမာရေးကူးဆိုင်ကြပါကျမ်းမာပါစေအဲ့ပြီးတော့လောက်ကန်စီးပွားရေးဆင်ပြေကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ